မင်္ဂလာပါရှင်11ရက်တန်ရဲ့အော်တိုဘာလ10ရက်နေ့ညပိုင်းသတင်းဒါထုတ်လွှင့်မှုစီစဉ်စတင်မှာတော့မေဒီကနေ့မှာတင်ဆက်မယ့်သတင်းတွေကတော့နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောနဲ့မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးတို့တွေ့ဆုံခဲ့ပြီးအာဆီယံနဲ့နိုင်ငံတကာမျက်နှာစာမှာအပြုသဘောဆောင်တဲ့ပူးပေါင်းဆောင်ရွက်မှုများဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမယ့်ကိစ္စများဆွေးနွေးရတဲ့တင်ထိုင်းနိုင်ငံရန်နောင်းမြို့လာဝကအချုပ်ဆောင် IDC မှမြန်မာနိုင်ငံသား60ဦးကိုကော့တောင်မြို့သို့ပြန်ပို့ရတဲ့တင် အမေရိကန်သမ္မတကြေညာခဲ့တဲ့ဂါဇာညီညွတ်ရေးအစီအမံအရအစ္စရေးနဲ့ဟာမတ်စ်တို့အပြစ်ခတ်ရစဲရန်ဒဇာကန်များနဲ့ပါလက်စတိုင်းအကျဉ်းသားများဖလှယ်ရန်သဘောတူညီရတဲ့ကမ်ဘောဒီးယားနဲ့ဖြစ်ပွားနေတဲ့နိမိတ်ပြဿနာနဲ့ပတ်သက်ပြီးဒေါ်နယ်ထရန့်ကထိုင်းဝန်ကြီးချုပ်ထံပေးစာတစ်စောင်ပေးပို့တယ်တဲ့အဂျီးရီးယားအသင်း2026ကမ္ဘာဖလားခြေစစ်ပွဲအောင်မြင်တယ်တဲ့အဆရှိတဲ့တွေများကိုတင်ဆက်ပါပါဦးစုံတဲ့တဲ့ပုံအနေနဲ့ နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောနဲ့မလေးရှားနိုင်ငံသားဝန်ကြီးတို့တွေ့ဆုံခဲ့ပြီးအာဆီယံနဲ့နိုင်ငံတကာမျက်နှာစာမှာအပြုသဘောဆောင်တဲ့ပူးပေါင်းဆောင်ရွက်မှုများဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမယ့်ကိစ္စများဆွေးနွေးရတဲ့တင်ကိုတင်ဆက်ပေးပါမယ်။နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောနဲ့မလေးရှားနိုင်ငံနိုင်ငံသားဝန်ကြီးတို့တွေ့ဆုံခဲ့ပြီးအာဆီယံနဲ့နိုင်ငံတကာမျက်နှာစာမှာအပြုသဘောဆောင်တဲ့ပူးပေါင်းဆောင်ရွက်မှုတွေဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမယ့်ကိစ္စတွေဆွေးနွေးခဲ့လို့သိရပါတယ်။ အော်တိုဘန်ကိုရင်မော်လဝိုက်မှာနေပြည်တော်မှာရှိတဲ့ပြည်တော်စုအစိုးရအဖွဲ့ရောင်းရုံးအမှတ်၁၈ဧကမမှာနိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောနဲ့မလေးရှားနိုင်ငံနိုင်ငံသားကြီးဝန်ကြီးဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့တို့တွေ့ဆုံခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။တွေ့ဆုံစဉ်မှာနှစ်နိုင်ငံအကြားချစ်ချင်ရင်းနှီးမှု၊ကုံသွဲမှု၊ရင်းနှီးမြှုပ်နှံမှုအပါအဝင်အခြားကဏ္ဍပေါင်းစုံမှာပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်တွေမြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ NCA စာချုပ်ပါသဘောတူညီချက်တွေနဲ့အညီဆောင်ရွက်နေမှုအခြေအနေတွေလွတ်လပ်ပြီးတရားမျှတတဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်မှုကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှုတွေနိုင်ငံအခြားဆက်ဆံရေးပို့မှုအရှိန်မြင့်တင်နိုင်ရေးဆိုင်ရာကိစ္စရပ်တွေအာဆီယံနဲ့နိုင်ငံတကာမျက်နှာစာမှာအပြုသဘောဆောင်တဲ့ပူးပေါင်းဆောင်ရွက်မှုတွေဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမယ့်ကိစ္စရပ်တွေနဲ့ဆက်လက်ပြီးဆွေးနွေးခဲ့တယ်လို့သိရပါတယ်။တိစုံဘွဲကိုနိုင်ငံတော်ဝန်ကြီးချုပ်နဲ့အတူလူမှုဝန်ထမ်းကေဇေးင်းနဲ့ပြည်လည်နေရာချထားရေးဝန်ကြီးဌာနပြည်တော်စုဝန်ကြီး နိုင်ငံသားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးနဲ့တာဝန်ရှိသူတွေတက်ရောက်ကြပြီးမလေးရှားနိုင်ငံနိုင်ငံသားရေးဝန်ကြီးနဲ့အတူအာဆီယံအလဲကျဥက္ကဋ္ဌရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နဲ့တာဝန်ရှိသူတွေတက်ရောက်ခဲ့တယ်လို့သိရပါတယ်။ဆက်လက်ပြီးထိုင်းနိုင်ငံရန်အောင်မြို့လာဝကချုပ်ဆောင် IDC မှမြန်မာနိုင်ငံသား60ဦးကိုကော့တောင်းမြို့သို့ပြန်ပို့ရတဲ့တင်ကိုတင်ဆက်ပါမယ်။ထိုင်းနိုင်ငံရန်အောင်မြို့လာဝကအချုပ်ဆောင် IDC မှမြန်မာနိုင်ငံသား60ဦးကိုကော့တောင်းမြို့သို့ပြန်ပို့ခဲ့လို့သိရပါတယ်။ အော်တဝါ9ရက်နေ့ကထိုင်းနိုင်ငံရန်နောင်ခရိုင်ရန်နောင်မြို့လူဝင်မှုကြီးကြပ်ရေးရဲစခန်းအချုပ်ဆောင် IDC မှာထိမ့်သိမ်းထားရှိတဲ့မြန်မာနိုင်ငံသားတွေကိုတနင်္သာရီတိုင်းဒေသကြီးကော့တောင်းမြို့ကိုရေလန်းခရီးကနေပြန်လည်ပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။မြန်မာနိုင်ငံသားတွေဟာအကြောင်းမျိုးမျိုးကြောင့်ထိုင်းနိုင်ငံရဲ့ဒီဇယ်ဥပဒေတွေကိုဖောက်ဖျက်ကျူးလွန်ပြီးပြစ်ဒဏ်ကြားခံပြီးသူတွေဖြစ်ပြီးအမျိုးသား81ဦးအမျိုးသမီး9ဦးစုစုပေါင်း60ဦးဖြစ်တယ်လို့သိရပါတယ်။ ပြန်လည်ရောက်ရှိလာတဲ့မြန်မာနိုင်ငံသားတွေကိုကျန်းမာရေးဝန်ထမ်းတွေက COVID-19 အပအဝင်တခြားရောဂါပိုးတွေကိုဆက်ခံရမှုရှိမရှိစစ်ဆေးတာတာဝန်ရှိသူတွေကကိုယ်ရေးအချက်အလက်တွေရယူတာအမည်မဲစီးရင်မှာပါဝင်သူတွေလူကုန်ကူးမှုနဲ့အလို့ရှိနေသူတွေနဲ့လူကုန်ကူးခံရသူတွေတည်ရခံပြေးတွေနိုင်ငံသားတွေပါဝင်လာခြင်းရှိမရှိစစ်ဆေးပြီးနေထိုင်ရာနေရက်ဒေသအသေးသေးကိုပို့ဆောင်မှုစီစဉ်ပေးခဲ့တယ်လို့သိရပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ အမေရိကန်သမ္မတကြီးညာခဲ့တဲ့ကာဇာညီငယ်ရေးစီမံရောက်အစ္စရေးနဲ့ဟာမတ်တို့ပြစ်ခတ်ရစဲရန်ဒဇာကန်များနဲ့ပါလက်စတိုင်းကျင်းသားများဖလှယ်ရန်သဘောတူညီသတင်းကိုတင်ဆက်ပါမယ်။တရှိထင်ရှားကြံရှိနေတဲ့ဇာကန်တွေကိုလွှတ်ပေးရတဲ့အစ္စရေးနဲ့ဟာမတ်တို့ကအော်တိုဘာလ9ရက်မှာပြစ်ခတ်ရေးစိတ်သဘောတူညီချက်ကိုသဘောတူလိုက်ရောအခုသဘောတူညီချက်ကလူထောင်ချီတေဆုံးစေခဲ့ရပြီးဆိုရလာတဲ့လူသားချင်းစာနာမှုဆိုင်ရာကပ်ဘေးဖြစ်ပေါ်စေခဲ့တဲ့ဂါဇာစစ်ပွဲပြီးဆုံးရေးအတွက်ခြေလှမ်းကြီးဖြစ်လာခဲ့ပါတယ် ပြီးကြတဲ့လောက်ကအမေရိကန်သမ္မတဒိုနယ်ထရမ့်ကြီးညာခဲ့တဲ့အချက်20ပါတဲ့ဂါဇာငြိမ်းချမ်းရေးအစီအမံအပြီးမှာဖြစ်ပေါ်လာတဲ့သဘောတူညီချက်ကိုအော်တိုဘာ9ရက်မှာအီဂျစ်နိုင်ငံမှာလက်မှတ်ရေးထိုးခဲ့ပါတယ်။ဒါ့ပြင်ပါလက်စတိုင်းအကြင်သားရာပေါင်းများစွာကိုအစ္စရေးကပြန်လွှတ်ပေးဖို့လဲအဆိုပါငြိမ်းချမ်းရေးအစီအမံမှာဖော်ပြထားပါတယ်။ 2023ခုနှစ်အောက်တိုဘာ9ရက်မှာဟာမတ်စ်ကအစ္စရေးနိုင်ငံနဲ့အထိဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့်စတင်ဖြစ်ပွားခဲ့တဲ့ဂါဇာစစ်ပွဲအချိန်နှစ်နှစ်ကျော်ကြာမြင့်လာခဲ့ပြီးတဲ့နောက်ထရမ့်ထုတ်ပြန်ခဲ့တဲ့ငြိမ်းချမ်းရေးသဘောတူညီချက်အရဂါဇာကိုအကူအညီတွေပုံမှန်ဝင်ရောက်လာတော့မှာဖြစ်ပါတယ်။ ဘောတူညီချက်အစိပ်အပိုင်းအဖြစ်ဂါဇာရောက်အစ္စရေးစစ်သားတွေကိုပြန်လည်ရုပ်သိမ်းမယ်လို့အစ္စရေးစစ်တပ်ကပြောကြားခဲ့ပါတယ်။ဒါ့ပြင်ထရမ့်ရဲ့အစီအမံမှာဖော်ပြထားတဲ့အချက်တွေထဲမှာဟောမတ်လက်နက်စွန့်ရင်းနဲ့ဂါဇာကိုအမေရိကန်သမ္မတကိုရိုင်းဦးဆောင်တဲ့အသွင်ကူးပြောင်းရေးအာဏာပိုင်အဖွဲ့ကအုပ်ချုပ်မယ်ဆိုတဲ့အချက်တို့ပါဝင်နေပါတယ်။ကာဇာကိုထရမ့်ဦးဆောင်တဲ့အသွင်ကူးပြောင်းရေးအာဏာပိုင်အဖွဲ့ကအုပ်ချုပ်မဲ့ကိစ္စကိုကင်တွယ်ဖြေရှင်းရခြင်းမရှိသေးတာဖြစ်ပါတယ်။ငြိမ်းချမ်းသဘောတူညီချက်ရဲ့ပထမအဆင့်အဖြစ်အသက်ရှင်နေစေတစားကန်20ကို ပါလက်စတိုင်းအကြင်သား2000နီးပါးနဲ့တချိန်ထဲမှာလဲလှယ်မယ်လို့ဟာမတ်စ်အုပ်စုတွေကသတင်းအရင်းမြစ်က AFP ကိုပြောကြားခဲ့ပြီးသဘောတူညီချက်ကိုအကောင့်ထဲပေါ်တဲ့82နှစ်အတွင်းဒဇာကန်တွေနဲ့ပါလက်စတိုင်းအကြင်သားတွေလဲလှယ်မှုဖြစ်ပေါ်လာမယ်လို့ဆိုပါတယ်။ဒဇာကန်အလုံးဟာအော်တိုဝါ73ရက်မှာပြန်ရောက်လာမယ်လို့ယုံကြည်ကြောင်းထရမ့်ကပြောကြားခဲ့ပါတယ်။သောတူညီချက်ရရှိကြောင်းကြေညာချက်ထွက်ပေါ်လာပြီးတဲ့နောက်ဂါဇာမှာရှိတဲ့ပါလက်စတိုင်းပြည်သူတွေပြောရှင်ခဲ့ပါတယ်။ဂါဇာဟာလွန်ခဲ့တဲ့နှစ်နှစ်အတွင်းမှာဖုံးကျဲတိုက်ခိုက်ခံရတာကြောင့်ပျော့ပျော့ဖို့ဖြစ်ခဲ့ရပြီး ဂါဇာနယ်ကအများစုဟာနှစ်နှစ်အတွင်းအ ਨੇ ဆုံးတစ်ကြိမ်နေရဲဆုံးခွာခဲ့ရပါတယ်။ဂါဇာကမ်းမြောင်ရဲ့တောင်ပိုင်းမှာရှိတဲ့ခန်းယူနယ်မှာလူငယ်တွေကသချင်းတွေတီဆိုတာကခုံတာလက်ခုပ်တီးတာတွေလှုပ်ဆောင်ခဲ့တာကို AFP ဗီဒီယိုတွေမှာတွေ့မြင်ရပါတယ်။ဆက်လက်ပြီးကမ္ဘောဒီးယားနယ်ဖြစ်ပွားနေတဲ့နိမိတ်ပြဿနာနဲ့ပတ်သက်ပြီး ဒေါ်နယ်ထရန့်ကထိုင်းဝန်ကြီးချုပ်ထံပေးစာတစ်စောင်ပေးပွဲသတင်းကိုတင်ဆက်ပါမယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကထိုင်းဝန်ကြီးချုပ်ထံပေးစာပေးပို့ခဲ့ပြီးအဲ့ဒီပေးစာမှာထိုင်းနဲ့ထိုင်းရဲ့အင်းနီဂျင်ကမ္ဘောဒီးယားတို့ဖြစ်ပွားနေတဲ့နယ်စပ်တင်မာမှုတွေကိုဖြေရှင်းတာကိုမြင်တွေ့ကျင်ကြားဖော်ပြထားတယ်လို့အော်တိုဘာလ9ရက်မှာအနုတင်ချန်ဗီရဂူးကပြောကြားခဲ့ပါတယ်။နိုင်ငံငယ်နယ်နိမိတ်အငင်းပွားမှုတွေဖြစ်ရှင်ရေးအတွက်လှုပ်ဆောင်တဲ့နောက်ဆွေးနွေးပွဲတွေမှာ Trump ဆက်လက်ပါဝင်နေတာကို ထိုင်းဝန်ကြီးချုပ်ကလက်မခံတဲ့ပုံစံပြောကြားခဲ့ပြီးတဲ့နောက်တရက်အကြာမှာထရမ့်ရဲ့ဗီဇာထွက်ပေါ်လာတာဖြစ်ပါတယ်။ဇော်လန်လာရင်းမှာထိုင်းနဲ့ကမ္ဘောဒီးယားတို့ဟာနေမြေအငင်းပွားမှုတွေဖြစ်ပွားခဲ့ပြီးအပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့တာကြောင့်လူ60ကျော်သေဆုံးခဲ့ပြီးလူ3သိန်းဝန်းကျင်နေအိမ်တွေကနေထွက်ပြေးခဲ့ရပါတယ်။၅ရက်ကြာတိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီးတဲ့နောက်ထရမ့်ကဒစိမ့်တပိုင်းဂျောင်းဝင်ဆောင်ရွက်ပေးခဲ့တာကြောင့်နှစ်ဖက်စလုံးကအပြစ်ခတ်ရင်ဆိုင်ခဲ့ပါတယ်။ကမ္ဘာ့ရဲ့ဝင်ကြီးချုပ်ဟွန်မန်နက်ကနိုဗယ်ငြိမ်းချမ်းရေးဆုအတွက်အမေရိကန်သမ္မတကိုအမည်စင်ရင်တင်သွင်းခဲ့တယ်လို့နောက်ပ က်ပိုင်းမှာပြောကြားခဲ့ပါတယ်။နောက်ဆုံးသတင်းတပုတ်အနေနဲ့အေဂျီးရီးယားသင်း2026ကမ္ဘာဖလားချိန်ဆက်ပွဲအောင်မြင်တဲ့သတင်းကိုတင်ဆက်ပါမယ်။အေဂျီးရီးယားသင်းဟာမနေ့ကရွှေမြိုင်ကစားကယ်လီ2026ကမ္ဘာဖလားချိန်ဆက်ပွဲမှာဆိုမာလီယာသင်းကို3ဂိုးကိုမရှိနဲ့နိုင်ရခဲ့တာကြောင့်ချိန်ဆက်ပွဲအောင်မြင်သွားခဲ့ပြီဖြစ်ကြောင်းသိရပါဗျ။အေဂျီးရီးယားအသင်းဟာ အာဖရိကဇွန်ကမ္ဘာဖလားခြေစစ်ပွဲအုပ်စုကြီးမှာပွဲမကုန်ခင်အုပ်စုပထမနေရာရရှိဖို့တရားသွားခဲ့တာကြောင့်ခြေစစ်ပွဲအောင်မြင်ခဲ့တာဖြစ်ပြီးအသင်းရဲ့သမိုင်းတလျှောက်၅ချိန်မြောက်ကမ္ဘာဖလားရှင်ပြိုင်ခွင့်ရရှိတာဖြစ်တယ်လို့သိရပါတယ်။အယ်ဂျီးရီးယားအသင်းဟာ2026ကမ္ဘာဖလားပြိုင်ပွဲရှင်ပြိုင်ခွင့်ရဖို့အပြေထွက်တဲ့အသင်း20မြောက်အဖြစ်လဲမှတ်တမ်းဝင်ခဲ့ပြီးတခြားအသင်းတွေကတော့အင်ရှင်တွေဖြစ်တဲ့ကနေဒါ၊မက္ကဆီကိုနဲ့အမေရိကန်ခြေစစ်ပွဲအောင်မြင်တဲ့ဂျပန်၊နယူးဇီလန်၊အီရန်၊အာဂျင်တီးနား ဥစ်ဘက်ကစ္စတန်တောင်ကိုရီးယားဂျော်ဒန်အော်စတြေးလျဘရာဇီးအီကွေဒေါ်၊အူရုဂွေး၊ကိုလံဘီယာ၊ပါရာဂွေး၊မော်ရိုကို၊တူနီးရှားနဲ့အီဂျစ်တို့ဖြစ်ပါတယ်။အီဂျစ်ကလည်းအော်တိုဝါရှင်းရမှာမှခြေစစ်ပွဲအောင်မြင်ခဲ့တာဖြစ်ပြီးအခုလခြေစစ်ပွဲတွေမှာနောက်ထပ်အနည်းဆုံး9သင်းခြေစစ်ပွဲအောင်မြင်ဖို့ရှိနေကြောင်းလည်းသိရပါတယ်။2026ကမ္ဘာဖလားပြိုင်ပွဲမှာအသင်း48သင်းရှင်ပြိုင်ခွင့်ရရှိမှာဖြစ်တာကြောင့်လက်ရှိအချိန်မှာရှင်ပြိုင်ခွင့်ရရှိတဲ့အသင်းကတဝက်မပြည့်သေးပါဘူး။ 11ရက်တရရင်ညပိုင်းသတင်းများကိုတင်ဆက်ခဲ့တာပါကြည့်ရှုနားဆင်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောညချမ်းချိန်ခါဖြစ်ကြပါစေရှင်